မြင့်ငယ်အာထကမှာဓာတ်ထုတ်မှု ဖြစ်လို့ကျောင်းသူကျောင်းသားတွေတန်ရာရမန္တလေးတိုင်းအမရပူရာမြို့နယ်မြင့်ငယ်အာထကကျောင်းမှာဓာတ်ထုတ်မှုဖြစ်ပွားပြီးတော့ကျောင်းသူနှစ်ယောက်နဲ့ကျောင်းသားတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့ဒေသခံတွေစီကသိရပါတယ်ဓာတ်ထုတ်ခံရတာကြောင့်ထိခိုက်ဒဏ်ရာရရှိသူတွေက grade 11ကျောင်းသားကျောင်းသူတွေဖြစ်တဲ့ မတ်စုမြတ်နိုးမတ်ရွှေစင်ငိမ်းမောင်မျိုးမင်းထွန်းဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်ဖြစ်တာကအចောင်းသားအချင်းချင်းတော့မဟုတ်ပါဘူးအចောင်းသူတယောက်ကအမားကသူ့ညမကိုအေးဘူးပေးမယ်ဆိုပြီးတော့အចောင်းလဲဝင်ပြီးတော့လှုပ်သွားတာပါအဲ့ဒါကိုတခြားအចောင်းသူအចောင်းသားတွေကဝင်ဆွဲရမှာဒဏ်ရာရဝင်ကြတာပါဒါနဲ့လက်ပင်းကိုထိုးခံရတဲ့တယောက်ကတော့ဒဏ်ရာပြင်းထန်တယ်လို့ဆိုပါတယ်ဓာတ်ထုတ်မှုမှာလေပင်ထိုးသွင်းတံရလေခုံနဲ့လေပင်ပြတ်ချတံရကိုရရှိခဲ့ကြပြီး ကျောင်းသားတွေကိုစေကမ်းကနေတဆင်ဆေးရုံကိုမြင့်ငယ်ကျက်ချင်တဲ့အတင်းကနေအေးပေါ်ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ဒါနဲ့ထိုးတဲ့အကြောင်းရင်းကိုမသိရသေးပေမဲ့အပြင်လူကိုကျောင်းဝင်းထဲကိုဝင်ခွင့်ပေးခဲ့တဲ့ဆရာဆရာမတွေမှာတောင်းရှိပါတယ်။သူကြီးမကိုခေါ်ပြီးကျောင်းအပေါက်ဝမှာမုံနဲ့အေးဘူးပေးလို့မရဘူးလား။ဒါနဲ့ထိုးခံရတဲ့၃ယောက်ထဲမှာလေဘင်းကိုဒါနဲ့ထိုးခံရတဲ့ကလေးကအရန်ကိုစိုးရင်ရပါတယ်။ကျန်တဲ့နှစ်ယောက်ကဝင်ဆွဲတော့လက်တွေပဲဆက်ထိတာပါလို့လဲပြုကန်တူကပြောပါတယ်။ လက်တလောမှာတော့ចောင်းသားចောင်းသူ၃ယောက်စလုံးမန္တလေးစေယုံကြီးမှာစေကူသားမှုခံယူနေရပြီးဒါနဲ့ထိုးခဲ့တဲ့ဝိုင်းဝိုင်းဆိုသူကိုဖမ်းဆီးရမယ့်အတွက်ပုံပြင်ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်